လို့ပြောရမလားတိုက်ခိုက်တာပဲလို့ပြောရမလားမသိဘူးเนาะပထမတာကြီးမွေးတာတော့လည်း26ရက်6လပေါ့เนาะအခုဒီတားငယ်လေးမွေးတော့လည်း26ရက်6လပဲပေါ့เนาะဒါမွေးနေ့တရက်တည်းပေါ့ဒါရှင်ပြပြနေရခမတော့ခေါ်ခံနေရတာပေါ့လေအဓိကသူ့သူ့ရဲ့ fan လေးသူ့ရဲ့ပြည်သက်တွေအကုန်လုံးကကြောက်လဲမင်းကလေးတွေကအကုန်လုံးကအခုကတည်းကရခမဖေဖေတို့အခုကိုဆိုလို့ရှင်လေမမကြီးနေကောင်းလားအဲတလမလားအဲဖေဖေကြီးတို့မမေကြီးတို့တို့အဲ့လိုမျိုးဖြစ်နေ ပြောမှာတိုက်ခိုက်တာပဲလို့ပြောရမလားမသိဘူးဗောနော်ပရမတာကြီးမူရာတော့ကလည်း26ရက်6လဗောနော်အခုဒီတားငယ်လေးဝေးတော့လည်း26ရက်6လပဲဗောနော်ဒါဝင်းနေ1ရက်တည်းဗောပရမတရားတော့ကလည်းချစ်တယ်အခုဒီတရားတော့ချစ်တယ်ဆိုတော့အခုအချစ်တရားနှစ်ခုဗောဒီနေ့ဆိုတော့အချစ်သုံးခုချစ်သုံးခုပြောရတာဗောလေးเนาะ ဟိုဒါတိုက်ဆိုင်မှုတစ်ခုနေနေရောမိသားစုတစ်ခုနေမှာလဲဒါအမှတ်တရလေးပေါ့ဓမ္မကိုဝင်မှာတော့အမှတော့ကိုဝင်ရှယ်ဆိုပြီးတော့ကိုလည်းတတိမထားမိပဲနဲ့ဆိုတော့ ်ဆိုတော့အဲ့လိုမျိုးမသိနေတော့ပုတ်ပါတောင်တွေပိုင်းတက်တက်လိုက်သေးတယ်ပုတ်ပါတောင်တွေပိုင်းတက်ပြီးတော့မှလည်းအဲ့ဒါလည်းဘာမှမဖြစ်ဘဲနဲ့ A0 ဒီဖာမာကိုဝင်နေကြတယ်ရာလေအခုဒုတိယကိုဝင်လေးမှကြာတော့လေကလေးအရှေ့ကမနီးခင်တို့ပဲတိုက်တာဆိုတော့လေကိုဝင်ရှိရမရှိရကတိတ်တိတိတိကျကျမသိသေးဘူးပေါ့နော်မသိသေးတဲ့အချိန်မှနဲ့ရောဆိုတော့အဲနောက်ဆုံးရှိရလို့ထင်တဲ့အချိန်မှဆက်လိုက်တော့လည်းရှိရရှိတဲ့ဥစ္စာမှလည်းအဲနောက်ဆုံးအထရာဆောင်တွေပါရိုက်ပြီးတော့မ OG အပ်လိုက်တော့လည်းမှတ်မှတ်ရရပဲတားကြီးနဲ့တားငယ်နဲ့ ဂျူတိတ်ကတူတူပဲအဲ့လိုမျိုးဆိုတော့အဲ့မှာကလေးအစကလေးအမလေးပလန်ဟောဒါဆိုတော့ဒီနှစ်ယောက်ကတရတဲ့ယူလို့ရရယ်ဆိုပြီးတော့မှ OG နဲ့တိုင်ပင်ကြည့်ရလေရရယ်ဆိုတော့အမှတ်တရလေးပေါ့ပထမတာကြီးတုန်းကကျတော့9ပေါင်နဲ့9အောင်စာသူကတော့9နိုင်စက်ခွန်စကူ9နိုင်စကူဒီတန်းငယ်လေးကြတော့9နိုင်စက်ခွန်9နိုင်စက်ခွန်9နိုင်9ပေါင်နဲ့စက်တက်အောင်စား အထရာဆောင်မွေးကန်ဒီနှစ်ပတ်လောက်မှာအထရာဆောင်ရိုက်တော့လေသူအိုက်ကလေးမှာကလေး6ပေါင်နဲ့16 16ပေါင်6000ဆန်နော်6ပေါင်6000ဆာဖြစ်နေပြီဆိုတော့အဲ့နဲ့ဆိုအဲ့ဒါဆိုရင်ကလေးကမွေးလာခံတော့တော်တော်ထွားမယ်ပို့အကြီးကလည်းပြောအခု9ပေါင်နဲ့7တန်အောင်ဆာဆာတားကြီးတော်တော်သူကလည်းနည်းနည်းလေးပို့ဖွင့်နေတယ်မှာပါတာပို့တားရှင်ပြီမမေရောက်မှတော့ခေါ်ခံနေရတာပို့လေအဓိကသူ့သူ့ရဲ့ fan တွေသူ့ရဲ့ပြည်သက်တွေအကုန်လုံးကကြောက်လဲမွေးကလေးတွေကအကုန်လုံးက ါအခုကလေးကရောက်ခမဖေဖေတို့ခုကိုဆိုလို့ရှင်လေမမကြီးနေကောင်းလားအဲတလမလားဖေဖေကြီးတို့မမေကြီးတို့တို့အဲ့လိုမျိုးဖြစ်နေပြီဆိုတော့ကြောင်းနေမှုကတော့မရှိပါဘူးအိမ်တော်ဆကြကလေးကဟိုအရင်လူပြိုနဲ့မတူတော့ဘူးဆိုတော့ခုကပြင်ဆင်နေတာကြီးရှိရတယ်အကုန်ပြင်ဆင်တာပေါ့နော်အဲ့ပြီးတော့တာကြီးကိုရင်ရလာတော့လေခလေးတယောက်ရလာပြီဆိုပြီးတော့ပို့ပြီးတော့ထက်ကျိုးသားတာပေါ့နော်အခုနောက်ပိုင်းလည်းမစိုးပါဘူးပြောရမယ်ဆိုရင်တော့ဒါငယ်လေးပို့ဝင်ရလာတော့လေ ဟိုသူကဆိုအလုပ်ကလေးကပုံမှန်လေးလို့တော့သွားနေတာပေါ့နော်တိတ်ဟိုနားရတယ်လို့တော့မရှိပါဘူးဟိုအဆင်ပြေအောင်တော့အကုန်လုံးတဟတာတာဖြစ်အောင်လိုက်နေပြီးတော့လိုက်ပြီးတော့လှုပ်ပြီးတော့ဟိုဖြည်း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 ချင်းတော့လှုပ်နေတာပေါ့နော်ပြောင်းလဲလာပါတယ်ပြောင်းလဲလာတာဖြစ်လို့ဆိုတော့ तू ကตายมือท่าတော့အရင်တော့ဆိုလို့ရှင်တော့ तू तू မိန်းမနဲ့အဲကိုရီမီတာနှစ်ယောက်ပေါ့နော် ဟိုနှစ်ယောက်တအိမ်မှာပေါ့နှစ်ယောက်တအိမ်မှာနဲ့နှစ်ယောက်ကအဲမိမအတွက်ဆိုတော့သူကြိုးစားရောစားတားဆိုတဲ့အချိန်မှာကြလို့ရှင်ဟာငါတားရင်နဲ့ဆိုင်ကယ်ကြီးဘလို့ထွက်မှာအဲတော့အဲ့လိုမျိုးတည့်ရမလားဆိုင်ကယ်နဲ့ခကြီးထွက်မှာဆိုတော့အဲ့အဲ့အိမ်မက်တည်းကသူမှထတ်တိုးပွားလာတယ်ဒါရီတော့ရှိတယ် အမယူတော့အမတို့ plan ဆော်ရေးကလေးကအိမ်အောင်စကြကလေးက၂ယောက်ယူမယ်ဆိုတော့ plan ဆိုတော့မမတို့ big family လေးကဒီလောက်နဲ့ပြည်ဆုံးပါပြီ။ကြောက်ကူကနှစ်နှစ်ကြီးနှစ်နှစ်ငယ်ဆိုတော့သူတို့ကသူညီကိုလိုမျိုးဖြစ်သွားပါမယ်လေ။ပေါ်ရသွားမှာပါဆို။တောင်ငယ်လေးကတော့အိမ်နာမည် Ivan ပေါ့။ Ivan နဲ့သူ့ကိုကြီး Ryan နဲ့ပေါ့။အဝါတွေကတော့မြန်မာနာမည်နဲ့အလိုအိမ်အိမ်ခေါ်လေးပေါ့နော်။ဒီကကတော့ချစ်စနိုးလေးပဲကိုကအဲ့ဟာလေးအတွက်ပဲစဉ်းစားတာ။ဟွာတွေကတော့မသိရသေးဘူး။ မနေ့တော့ခွဲကန်းထွက်လာပြီးတော့ပုံလေးသားပုံလေးတန်းငယ်လေးပုံရိုက်ပြီးတော့ပုံတင်လိုက်တယ်ပေါ့နော်ဝင်းနေသူတို့ဒီနေ့အသားကြီးရောတန်းငယ်ရောဝင်းနေဖြစ်တဲ့အတွက်ဟိုမိမိမလည်းဟိုကျမ်းမာတယ်ပေါ့နော်ဟိုတန်းငယ်လေးလည်းကျမ်းမာတယ်အကုန်လုံးအဆင်ပြေတယ်ဆိုတော့ဟိုပုံလေး post လေးကိုကျွန်တော် line ပေါ်မှာတင်ရတော့အကုန်လုံးကအမှဟိုစူတောင်းပေးတာပို့ကြတယ်ပေါ့နော် အဲ့အတွက်အားလုံးကျေးဇူးတင်ပါရပေါ့နော်ကျေးဇူးတင်ရပါတယ်အဓိကတော့ပိဋကတ်တွေပေါ့အမှုပညာသမားပိဋကတ်ရှိမှဆင်ပြေမှာပေါ့နော်အဲ့တော့အမှုပညာသမားသူ့ရဲ့ပိဋကတ်တွေကိုလည်းကျေးဇူးတင်ပါတယ်ပန်ကုလရရှိတဲ့ MC ကိုကျေးဇူးတင်ပါတယ်